အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌဂျွန်ဘိန်နာရဲ့ဖိတ်ကြားချက်အရဝါရှင်တန်ဒီစီမြို့တော်မှာရောက်ရှိနေတဲ့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ဥက္ကဋ္ဌလည်းဖြစ်တဲ့သူရဥရွှေမန်းကို RFA ဝိုင်းတော်သားကိုကျကျော်အောင်ကတီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်ရှင်။ NLD ပါတီဥက္ကဋ္ဌဒေါက်ဆန်းစုကြည်နဲ့ဥက္ကဋ္ဌကြီးတို့ကြားမှာပေါ့ခင်ဗျာ။ဟိုဘလိုတွေများဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့သဘောတူထားတာနှိမ့်နိုင်ထားတာအများပြည်သူမသိရတဲ့အချက်အနေနဲ့ဗားရင်းများရှိပါတယ်ခင်ဗျာ။ရွေးကောက်ပွဲတခုလေအတွက်တော့ စဉ်းစားလို့မရပါဘူး။ဒေါန်ဆန်းစုကြည် NLD ဥက္ကရနဲ့မိမိပြည်တော်စုကြံခင်တဲ့ပြည်ပပါတီဥက္ကရတို့ပါ။ဒီနေ့လွှတ်တော်ထဲမှာနိုင်ငံနဲ့နိုင်ငံသားအကျိုးစီးပွားအတွက်ဖြစ်ထွန်းမယ်ဆိုရင်ပူပေါင်းဆောင်ရွက်လျက်ရှိပါတယ်။အဲ့ဒီနေ့လိုပဲရွေးကောက်ပွဲကြတဲ့အခါကျတော့ပြန်ပဲကောင်းများဖြစ်ကြပါလိမ့်မယ်။ပြောမယ်ဆိုရင်မိတ်ဆွေကောင်းဖြစ်တယ်လို့ပြန်ပဲကောင်းလဲ။ ြစ်ကြမှာခရယောရွေးကောက်ပွဲမတိုင်ခင်တော့ရွေးကောက်ပွဲကာလတော့ရွေးကောက်ပွဲပြီးမြောက်တဲ့ကာလမှာနိုင်ငံတော်နဲ့နိုင်ငံသားအကျိုးစီးပွားအတွက်ဆိုရင်မိမိတို့ပူပေါင်းဆောင်မှာဖြစ်ပါတယ်ကောင်ဆန်းစုကြည်တယောက်တည်းမဟုတ်ပါဘူးအခြားပါတီအခြားတိုင်းသားပါတီများနေလေဒီလိုစိတ်ထားနေပဲမိမိတို့ဆောင်ရမ်းမှာဖြစ်ပါတယ်ဥက္ကရာကြီးဟိုလက်ရှိဥဆောင်နေတယ်လွတ်တော်တဲမှာပေါ့ခင်ဗျာ ဒီနိုင်ငံကအထူးသဖြင့်ဒီမိုကရေစီနိုင်ငံကြီးတွေကလက်ညှိုးထိုးနေကြတာဒီ25ရာခိုင်နှုန်းတက်မလာတာလွတ်တော်ကိုယ်စားလှယ်ပဲပေါ့ခင်ဗျာဆိုတော့တော်နိုင်ကြီးကလည်းပြောထားတယ်နောက်ဥက္ကဋ္ဌကြီးတို့ရဲ့အမျှော်မှန်းချက်လည်းရှိတယ်ပေါ့ဒီ25ရာခိုင်နှုန်းတဖြည်းဖြည်းချင်းချော့ချသွားမယ်ဆိုတဲ့အတိုင်းသားပေါ့ခင်ဗျာဘယ်ကာလတော့များမှာပေါ့ခင်ဗျာကျွန်တော်တို့ညှော်လင်းလို့ရနိုင်မလဲဒီ25ရာခိုင်နှုန်းလုံးဝထွက်သွားတဲ့ကာလဟာ9နှစ်တန်ဒီ10နှစ်တန်ဒီဥက္ကဋ္ဌကြီးမှန်းဆချက်သိကြပါလိမ့်ခင်ဗျာဖွဲ့စည်းပုံအခြေခံဥပဒေပြင်ပြောင်းလဲဖို့ဆိုတာအချိန်ခံနဲ့အချိန်ကြီးမူတည်ပြီးတော့ စဉ်းစားဆုံးပြရတာဖြစ်ပါတယ်ဒီလိုဖွဲ့စည်းအောင်ချိန်အဥ်ရီပြုပင်ပြောင်းလဲလိုက်မယ်ဆိုရင်အဒီနေ့နိုင်ငံတော်ဒီနေ့အကြမ်းကြီးနဲ့ဘုံမျိုးတုတ်တဲ့ကြီးပူကောင်းလာမယ်တိုင်းသားစည်းလုံးညီညီလေးနဲ့အမျိုးသားပြန်လဲတင်းမြတ်ကြီးပူကောင်းလာမယ်အဲ့ဒီအမှတ်တစ်စက်ညဉ့်ညာရေးရရှိရေးတွေအထောက်ပြုပါမယ်ဒါပြင်ဒီနေ့မိမိတို့ဆောင်ရွက်နေတဲ့ဒီမိုကရေစီပြုပင်ပြောင်းလဲရေးအရှိန်ဟုန်မြင့်တက်လာအဲ့ဒီ ရွယ်ချက်ဥတီချက်တွေအရင်အစဉ်အချိန်အပြည့်ပြောင်းလဲရမှာဖြစ်ပါတယ်ဒါမှမဟုတ်ပြောင်းလဲတဲ့နေရာမှာထားတင်တာတွေထားလိမ့်မယ်ပယ်ဖြတ်တင်တာတွေပယ်ဖြတ်ရလိမ့်မယ်ဒါမှမဟုတ်ခုနကပယ်ချင်းပယ်ကာလဆိုတာတော့တိုင်းပြည်ရဲ့အခြေအနေအချိန်ကာလကိုဒီလိုဆောင်းသားမှာဖြစ်တဲ့အတွက်အချိန်ကာလကိုတော့ပြောလို့တိကျပြောလို့မှားသွားနိုင်ပါတယ်ဒါမှမဟုတ်ဒါနဲ့ပတ်သက်လို့မိမိ ပြောလို့ဖြစ်လို့လည်းဆန္ဒမရှိပါဘူး။မေ2005နောက်ပိုင်းမှာဘယ်သူပဲသမရတက်လာတာအခုဥပဒေကြီးအပါအဝင်တော့ဆန်းစုကြည်အပါအဝင်သမရယူအိတ်စေအပါအဝင်2005နောက်ပိုင်းမှာဒီသမရအဖြစ်မျှော်မှန်းထားတဲ့ပုံစံတွေနဲ့ဒီမြေဆုံရေကဏ္ဍကြီးကိုအများပြည်သူဆန္ဒရရာသက်ပံရဆိုင်ဖို့ဟာညာထုတ်ပြောတာဘယ်သူမှမရှိသေးပါဘူး။ဒီမှန်ကြီးနဲ့ပတ်သက်ပြီးတော့အကယ်၍သမရရည်မှန်းချက်ပြည့်မြောက်ခဲ့သည့်ရှိတော့ဘယ်လိုသဘောထားရှိပါခင်ဗျာဒီစီမံကိန်းနဲ့ပတ်သက်ပြီးဆက်လုပ်တဲ့မတဲ့အရာကြီးရဆိုင်ထားတဲ့လားဆက်ပြီးတော့ပဲ အာရာတက်ပံပဲများပြီသူဆန္ဒအရာလိုက်ရောပြီးတော့ပိတ်တင်တာဘယ်လိုများတွက်ဆတာရှိပါလဲ။ဒီကများစေဝင်စားတဲ့ကိစ္စတခုလည်းဖြစ်ပါတယ်။ဒါလို့လို့သတိပြုရမယ့်အချက်ကနိုင်ငံချုပ်ဆိုထားတဲ့စာချုပ်တွေဟာဒီစာချုပ်တွေကိုမြန်မာနိုင်ငံအနေနဲ့ပြောမယ်ဆိုရင်တော့ international convention international treaties တွေရလိုက်နိုင်မယ်ဆိုရင်တရားရည် လိုက်နာကြမှာဖြစ်ပါတယ်လိုက်နာဖို့အခက်အခဲတွေအကန့်အသတ်တွေရှိရဆိုလို့ရှိရင်လည်းခုနပြောလို့ပေါ့ဒီစီမံကိန်းဟာလုံးတင်မလုံးတင်ဆိုတာမတိပဲနဲ့လျှောက်ပြီးပြောဆိုဆွေးနွေးနေတဲ့လူချို့ပုံမှန်ချို့စားတကယ်တက်တဲ့နားလေကျွမ်းကျင်တဲ့ပညာရှင်များနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့ရဲ့အကြံပြုသုံးသပ်ဆွေးနွေးချက်ပေါ်မူတည်ထောက်ပြပို့ပြီးမှန်ကန်တယ်လို့ ူဆပါတယ်ဒီနေ့မြန်မာနိုင်ငံဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့နိုင်ငံဖြစ်ပါတယ်အနာရှင်စနစ်ကိုကျင့်သုံးတဲ့နိုင်ငံဖြစ်ပါတယ်လူတယောက်ရဲ့အဆုံးပြန်နဲ့ကိစ္စတစ်ခုဆောင်ရွက်လုပ်ရတဲ့ခင်ဗျတို့အတွက်ခုနမေးခွန်းမေးတဲ့အခြေအနေပြောမယ်ဆိုလို့ရှိရင်လည်းလူတယောက်ရဲ့အဆုံးပြန်အစားသက်ဆိုင်ရာအများပြည်သူများဆုံးပြန်နိုင်အောင်သက်ဆိုင်ရာပညာရှင်များပါဝင်တဲ့ဖွဲ့စည်းများရဲ့ သုံးသပ်အကြံပြုချက်ပုံမှန်တည်တယ်လို့ပဲပြောမှာဖြစ်ပါတယ်။ဥပုံကြားရှင်ဥဆောင်နဲ့လက်ရှိ MND ကိုကံအဖွဲ့နဲ့မြန်မာတပ်မတော်နဲ့တိုက်နေတဲ့တိုက်ပွဲမှာနောက်ကွယ်မှာတဲ့ဘဟုအစိုးရရဲ့ဒီလက်ပေါ့ခင်ဗျာဟိုလုံးလုံးမပါဘူးဆိုရင်တော့ပြည်내အစိုးရရဲ့လက်ချက်မကင်းနိုင်ဘူးဆိုပြီးတော့ဘူဂျီကြီးမြတ်ထွန်းတို့ရဲ့ဒေသရှင်တွေဘက်မှာကျွန်တော်တို့ကြားသိခဲ့ရပါတယ်ခင်ဗျာဥက္ကဋ္ဌကြီးတင်ရောဘယ်လိုများရေးမိပါလဲခင်ဗျာတရုတ်ရဲ့ပါဝင်ပတ်သက်မှုပေါ့ခင်ဗျာဘလော့ထိရှိနိုင်မယ်လို့အမှန်စားပါတယ် တင်ပြည်သူသမားနိုင်ငံဟာမြန်မာနိုင်ငံရဲ့ပြည်ရင်းရေးကိုဆွတ်ဖက်တဲ့နိုင်ငံတစ်ခုမဟုတ်ပါဘူး။ဒုံနီတူစားပဲတင်ပြည်သူသမားနိုင်ငံဟာပြည်ပြည်တို့မြန်မာနိုင်ငံရဲ့နေမီပိုင်ဆိုင်မှုနဲ့အချုပ်ချာအာဏာပိုင်ဆိုမှုအတိမတ်ပြုထားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက်ဒီလိုကိစ္စမျိုးမှာပါဝင်ပတ်သက်မှု မရှိနိုင်ဘူးလို့ပဲပြောရမှာဖြစ်ပါတယ်။တချို့တန်တရားရှိနေသူတွေရဲ့အမြင်မှာဟိုရှင်မကြီးတန်းရွှေရောဘလောက်ဒီပါဝင်ပတ်သက်နေတယ်လဲဆိုတော့မိကွန်းနေလဲရှိနေပါတယ်။ဥက္ကဋ္ဌကြီးအနေနဲ့ဟိုဘလူးများဟိုအယူသားဆုံးရှင်းပြကြပါလားဗျာ။အဲငိမ့်ညအဒီပြုပြင်ပြောင်းလဲရေးနိုင်ငံပြုပြင်ပြောင်းလဲရေးအနေနဲ့ရန်နုမေအောင်မြင်ပြီးလို့နမပြောဆိုနိုင်ပါဘူး။အတိုင်းအတာတစ်ခုတည်းရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။ဒီလို ပြပြပြောင်းလဲရေးစားတဲ့နေရာမှာအထက်မျိုးဆိုရလက်တက်ကအဲဦးစီးစားခဲ့တယ်ဓာတ်မှတ်မှာတော်ရင်ဒီနေ့အစိုးရအဖွဲ့အပေါ်ကလွတ်တော်အဖွဲ့အပေါ်ကအခြားတက်ဆိုင်တဲ့အဖွဲ့စီတည်တည်ပေါ်ပေါ်ကြုံမှုတိုင်းရွှေနေနေပါဝင်ပတ်သက်ဆောင်ရှင်မရှိဘူးဆိုတာတော့အလုံးတည်ကျင်မှာတည်ပါလိမ့်မယ်သူတို့တက်ဆိုင်နေတဲ့နေရာတော့တည်ပါလိမ့်မယ် ့ဥက္ခာယီကို RFP လုပ်လိုက်တဲ့အားချတဲ့အကျေစုများကြီးတင်ရှိပါရခင်ဗျာတင်ပါပဲဒီကလည်း RFP ကိုအများကြီးကျေစုတင်ပါတယ်